ရှီတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့ထိပ်သီးညီလာခံတက်ရောက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအခုလာရဲမှာမလေးရှားနိုင်ငံစီလာရောက်မှာဖြစ်ပါတယ်။ဒါကဆယ်စုနှစ်တခုလောက်ကြာမှာအမေရိကန်သမ္မတတဦးရဲ့ပထမဆုံးမလေးရှားခရီးစဉ်အနေနဲ့လဲမှတ်တမ်းဝင်လာမှာပါ။ဒီတော့ထရမ့်ရဲ့အာဆီယံညီလာခံခရီးစဉ်ကနေဘယ်သူတွေအတွက်ဘယ်လိုတက်ရောက်မှုတွေထွက်ပေါ်လာနိုင်သလဲဆိုတာလေ့လာကြည့်ရအောင်။ခုနကပြောတဲ့ထရမ့်ခရီးစဉ်မတိုင်ခင်မလေးရှားစီနောက်ဆုံးလာရောက်ခဲ့တဲ့အမေရိကန်သမ္မတကတော့ ဘာရက်အိုဘားမားဖြစ်ပါတယ်။သူက2015တုန်းကရောက်ခဲ့ဘူးတာပါ။အခုခီးစင်ကတော့ Trump အတွက်လဲသူ့ရဲ့ American သမ္မတဒုတိယသက်တမ်းမှာပထမဆုံးတက်ရောက်မဲ့ ASEAN ထိပ်သီးညီလာခံဖြစ်ပါတယ်။ပထမသက်တမ်းတုန်းကတော့2010မှာတကြိမ်ဖိလစ်ပိုင်မှာစီးဝေးတက်ခဲ့ပြီးနောက်ပိုင်း ASEAN ထိပ်သီးညီလာခံတွေကို Trump ကရှောင်လွှဲခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲ Trump ရဲ့နိုင်ငံသားရေးမူဝါဒတွေမှာ ASEAN ကအရေးမပါဘူးလားဆိုတဲ့တန်တရားတွေကိုလို့ကြွစီခဲ့ဘူးတာပါ။ အခုနှစ်ဆန်းမှာတော့ Trump က Imperial ကိုဒုတိယအကြိမ်ပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းသူ့ရဲ့နိုင်ငံသားရေးမူဝါဒတွေကတရုတ်နဲ့အားပြန်မှု၊ယူကရိန်းအရေး၊ Iran Nuclear ကိစ္စ၊ Gaza စစ်ပွဲ၊မဟာမိတ်ဥရောပနိုင်ငံတွေနဲ့ဆက်ဆံရေးနိုင်ငံတကာကုံသွယ်ဆက်ဆံရေးတွေမှာအကြီးကအာရုံစိုက်ထားပြီးအာဆီယံကိစ္စတွေကရှေ့တန်းကိုမရောက်ခဲ့ပြန်ပါဘူး။ဒါပေမဲ့ထူးထူးခြားခြားပဲအခုတော့သူကမလေးရှားကိုလာပါတော့မယ်။တကယ်ဆိုအာဆီယံရဲ့ဝန်က Trump ရဲ့နိုင်ငံသားရေးမူဝါဒတွေမှာ အရန်အရေးကြီးတဲ့ပုံမပေါ်ပါဘူး။သူကအာဆီယံနိုင်ငံတွေဟာတရုတ်နဲ့အရန်နီးကပ်လွန်းတယ်လို့တော့ဝေဖန်ခဲ့ဘူးတာပါ။ဒါကြောင့်လဲအာဆီယံထိပ်သီးညီလာခံတက်ရောက်ဖို့အတွက် Trump ကိုရအောင်စီယုံဖိတ်ကြားနိုင်ခဲ့တဲ့မလေးရှားအစိုးရရဲ့စွမ်းဆောင်မှုကပိုပြီးအတိမတ်ပြုခံထိုက်တာဖြစ်ပါတယ်။2025ခုနှစ်အတွက်အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားကကမ္ဘာတလောမှာရှိတဲ့ထိပ်တန်းစူပါပါဝါနိုင်ငံကောင်းဆောင်တွေကိုကွာလာလမ်ပူမှာထိပ်သီးညီလာခံတက်ရောက်စေဖို့စူးစမ်းနေပါတယ်။ ဲ့ဒီအစည်းအဝေးကကမ္ဘာပေါ်မှာလူသိထင်ရှားနိုင်ငံကောင်းဆောင်တွေအများဆုံးစုံညီတဲ့ညီလာခံတစ်ခုဖြစ်လာစေမယ်လို့မလေးရှားကကြွေးကြော်ထားတာပါအတိုက်အခံနိုင်ငံရေးအင်အားစုတချို့ကဒီအခြေအနေကိုဝေဖန်နေပေမဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကတော့ဒီညီလာခံကိုနိုင်ငံအတွက်အရေးပါတဲ့တန်တမာရေးရာအခွင့်အလမ်းတစ်ရပ်အဖြစ်အသုံးချခြင်းပုံရပါတယ်အန်ဝါကမလေးရှားကိုကမ္ဘာလယ်မှာပို့ပြီးထဲဝါတဲ့ပုံရိပ်မျိုးတိဆောက်ခြင်းနေပါတယ် အနာဂတ်မှာအရေးကြီးတဲ့တန်တမာရေးရာဆွေးနွေးပွဲတွေကိုလက်ခံကျင်းပနိုင်တဲ့နိုင်ငံအဖြစ်လဲပြသချင်တာပါအဲ့ဒီလိုယူမန်းချက်တွေအတွက်အခုလောက်မှာကျင်းပမယ်အာဆီယံထိပ်သီးညီလာခံချက်ပိုကောင်းတဲ့အခွင့်အလမ်းမရှိနိုင်ဘူးလို့အန်ဝါကယုံကြည်နေပါတယ်ပြီးခဲ့တဲ့လပိုင်းတွေကိုကြည့်ရင်မလေးရှားကတန်တမာရေးနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေမှာအတော်လေးအသာပေးလှုပ်ရှားလာတာတွေ့ရပါတယ်ဥပမာအနေနဲ့ဆိုရင်ပထမဆုံးသောအာဆီယံပင်လယ်ခွေ့နိုင်ငံများထိပ်သီးအစည်းအဝေးကို မလေးရှားကအရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စီးရီးပရိပခပြည်လဲစည်းဖို့လဲတဲ့တဲ့ကြွကြွနဲ့ကြားဝင်ညှိနှိုင်းပေးခဲ့တာပါ။ပြီးတော့ Trump နဲ့တရုတ်သမ္မတရှီကျင်းပြင်တို့ကိုသူ့နိုင်ငံမှာမျက်နှာစုံကြီးတွေ့ဖြစ်အောင်ညှိနှိုင်းနိုင်လို့နေပါအထိအန်ဝါကလုတ်ပြခဲ့ပါတယ်။ဒီနေရာမှာညှိနှိုင်းနိုင်လို့နေပါအထိဆိုတဲ့စကားကစောပိုင်းတုန်းကအာဆီယံညီလာခံကိုရှီကိုရိုင်းတက်ရောက်ဖို့စဉ်းစားခဲ့ပေမဲ့အခုတော့တက်ရောက်ဖို့အလားလာမရှိတော့ဘဲအစီအစဉ်ပြောင်းသွားလို့ဖြစ်ပါတယ်။ ဒါပေမဲ့ဘရာဇီးသမ္မတလူလာဒါဆီဗာတောင်အာဖရိကသမ္မတဆာယယ်ရာမာဆိုဖာအိန္ဒိယရဲ့နာရန်ဒရာမိုဒီတို့လိုပုဂ္ဂိုလ်တွေကမလေးရှားမှာအစည်းအဝေးလာတက်ပါမယ်လို့အသီးသီးအတည်ပြုထားပါတယ်။ဒီတော့အာဆီယံညီလာခံဆိုတာကသီအိုရီအဖြစ်အာဆီယံအစုအဖွဲ့ကိုကိုစားပြုတာဆိုပေမဲ့လက်ရှိဥက္ကဋ္ဌမလေးရှားရဲ့တန်တမန်အရေးသွေးကိုပြသနိုင်မဲ့မှတ်ကြောက်တဲ့အခမ်းအနားသဘောမျိုးလည်းဖြစ်နေပြန်ပါတယ်။အာဆီယံညီလာခံဖြစ်တဲ့အတွက်အာဆီယံနိုင်ငံတွေကြားကပြဿနာတွေအာဆီယံနိုင်ငံတွေနဲ့ စူပါပါဝါနိုင်ငံတွေဒေသတွေနိုင်ငံတွေဂျာကဆက်ဆံရေးကိစ္စတွေကိုဦးစားပေးဆွေးနွေးကြမယ်ဆိုတာတန်တရားရှိဖို့မလိုပါဘူးဒါပေမဲ့ NY ရဲ့အစီအစဉ်တွေတင်းမှာတော့အဲ့ဒီထက်ကျယ်ပြန့်တဲ့အခင်းအကျင်းတွေလည်းရှိနေအောင်မှာပါဥပမာမလေးရှားနိုင်ငံရဲ့အကဲခံများစုသုံးသက်တာက NY ကသူ့နိုင်ငံအရှင်ဖြစ်လက်ခံကျင်းပတဲ့ထိပ်သီးညီလာခံမှာတရုတ်နဲ့အမေရိကန်ဂျာကလက်ရှိတင်းမာမှုတွေကိုရှော့ချနိုင်အောင်ဂျာဝင်စီစပ်ပေးခြင်းတဲ့သဘောရှိတယ်လို့ပြောပါတယ်ဒါကလက်တွေ့ဖြစ်မြောက်ခဲ့ရင် မလေးရှားအတွက်တော့တန်တမာရေးရာအောင်ပွဲတစ်ခုလို့ပြောနိုင်မှာပါဒါအပြင်ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးစီးပွားရေးအတောင့်တင်းဆုံးစူပါပါဝါနှစ်နိုင်ငံစီကယုံကြည်မှုလဲအန်ဝါနဲ့မလေးရှားကပိုပြီးရလာနိုင်မှာဖြစ်ပါတယ်ဒီတော့ထရမ့်လိုပုံကူမျိုးအာဆီယံထိပ်သီးညီလာခံတက်ရောက်လာတာကသိအရေးကြီးတဲ့ရွှေ့ကွက်တစ်ခုကိုအန်ဝါအနေနဲ့လုံနိုင်ခဲ့တာလို့ပြောရမှာပါဒါပေမဲ့အရင်နေ့ကလည်းကြီးပါတယ်ဘာလို့လဲဆိုတော့ထရမ့်ကဂိုင်းတွေရခတ်တယ်လို့သူ့ရဲ့သဘောထားကလည်းမှန်းဖို့မလွဲပါဘူး သူ့စိတ်နဲ့မတွေ့ရင်စကားကိုဒဲတူပြောတတ်တယ်ဆိုတာအားလုံးလည်းအသိပါတကယ်လို့အာဆီယံညီလာခံမှာထရမ့်ကအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကိုလေးစားမှုနဲ့ထောက်ခံလိုမှုတွေပြသခဲ့မယ်ဆိုရင်တော့အာဆီယံခေါင်းဆောင်တွေလည်းကျေနပ်မှုအပြည့်နဲ့အင်ပြန်သွားကြပါလိမ့်မယ်ဒီခါမလေးရှားလည်းဂုံတက်ပါလိမ့်မယ်ဒါပေမဲ့တခုခုအမှားယွင်းဖြစ်ခဲ့မယ်ဆိုရင်တော့အင်းရှင်နိုင်ငံကမျက်နာမရ6ရောက်ရဆိုတဲ့စကားပုံလိုအခြေအနေနဲ့ကြုံသွားရနိုင်ပါတယ်ဒီနေရာမှာထည့်ပြောချင်တာက အန်ဝါနဲ့ထရမ့်ကြားမှာကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေတော့ရှိခဲ့ပြီးသားဆိုတာပါအထင်ရှားဆုံးတစ်ခုကတော့ထိုင်းနဲ့ကမ္ဘောဒီးယားပဋိပက္ခကိုပြင်ငင်းစေဖို့သူတို့နှစ်ယောက်ပူးပေါင်းပြီးဆိတ်ဆက်ပေးခဲ့ပါတယ်မလေးရှားကိုတွားရောက်ဖို့ထရမ့်ရဲ့ဆုံးဖြတ်ချက်မှာအဲ့ဒီအောင်မြင်မှုလဲဒစိမ့်တစ်ပိုင်းပါဝင်လိမ့်မယ်လို့နိုင်ငံရေးလေလာသူတချို့ကယုံကြည်နေပါတယ်ထရမ့်ကအရှိတောင်အာရှနှစ်နိုင်ငံကြားအပြစ်ရသွားတဲ့အချိန်မှာအန်ဝါကအကောင်းဆုံးလုပ်ပြခဲ့သူလို့ချီးကျူးခဲ့ပါတယ်ဒါပေမဲ့အန်ဝါကိုရိုင်းကတော့ ီကိစ္စမှာခက်ရှိုးရှိုးပဲနေခဲ့ပြီး Trump ကိုပဲပို့ပြီးနာမည်ယူခွင့်ပေးခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားအပြစ်ရက်သွားပြီးမကြခင်မှာပဲ Anwar ကအာဆီယံညီလာခံတက်ဖို့ Trump ကလာရောက်မဲ့အကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။နိုင်ငံခြားရေးမူဝါဒတွေဆိုတာကနိုင်ငံအချင်းချင်းကြားကထိတွေ့မှုတွေသာမကပဲပို့ကိုရေးဆက်ဆံမှုတွေနဲ့လည်းသက်ဆိုင်ပါတယ်။အထူးသဖြင့် Trump ရဲ့လုံနည်းလုံခံတွေကပို့ကိုရေးဆက်ဆံမှုကိုအများကြီးအခြေတည်ပါတယ်။အလွယ်ပြောရရင် သူနဲ့အဆင်ပြေတဲ့အခါအမေရိကန်နဲ့ဆက်ဆံရတာပိုပြီးလွယ်ကူပါတယ်။ပြီးခဲ့တဲ့2010ခုနှစ်တုန်းကဆိုရင်အာဆီယံနိုင်ငံဖိလစ်ပိုင်ရဲ့ကောင်ဆောင်ရိုဒရီဂိုဒူတေတေးကိုထရမ့်ကချီးကျူးခဲ့ပူပြီးသူတို့နှစ်ဦးကြားမှာခိုင်မာတဲ့ခင်မင်မှုမျိုးရှိနေတယ်လို့ပြောခဲ့ပူပါတယ်။အခုတစ်ချိန်မှာတော့အာဆီယံဒေသတွေမှာထရမ့်အယုံကြည်ဆုံးမဟာမိတ်ကအန်ဝါဖြစ်လာနိုင်ပါတယ်။ဒါကမလေးရှားဘက်ကကြည့်ရင် တကယ့် heavy weight and super power တွေဖြစ်တဲ့ American တရုတ်တို့ကိုအဆင်ပြေအောင်ဆက်ဆံရတာက တိမ်မွေးပြီးအတင်းဆောင်မခံတဲ့ကြိုးတန်းလမ်းလျှောက်မှုမျိုးဖြစ်ပါလိမ့်မယ်။ဒါကြောင့်လဲဆိုတော့အကျိုးအမြတ်ဆိုင်ရာပို့တိုင်မှုတွေအမျိုးမျိုးဖြစ်လာနိုင်တဲ့အခြေအနေမှာမလေးရှားကနှစ်ဖက်စလုံးကိုမျက်နာမပြတ်အောင်ကင်တွယ်ရမှာပါ။အန်ဝါသောမဲနီလန်ကတော့လုံချုံရေး၊ကုံသွဲရေး၊ဒေသတည်ငြိမ်ရေးကိစ္စတွေမှာအမေရိကန်နဲ့ပူးပူးပေါင်းပြီးတရုတ်နဲ့တော့စီးပွားရေးအရာဆက်ဆံမှုတွေကိုတိုးမြှင့်တာမျိုးဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်းတောင်တရုတ်ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတရုတ်ရဲ့ဩဇာချဲ့ထွင်မှုကိုဆန့်ကျင်ရည်တည်တဲ့သဘောထားဆက်ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ဒီနေရာမှာတကယ်လို့များအာဆီယံထိပ်သီးညီလာခံတက်ရောက်ရင်အမေရိကန်နဲ့တရုတ်ကြားတင်းမာမှုကပြည့်ရော့မသွားပဲပိုဆိုးသွားနိုင်တဲ့အနှုတ်လက္ခဏာဆန်ဆန်လားရမျိုးလဲအန်ဝါကကြိုတွေးထားရပါမယ်။ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရထရမ့်ဟာမလေးရှားမှာအစည်းအဝေးတက်မဲ့အတော်အတွင်းထိုင်းကမ္ဘောဒီးယားစီးရီးပြည်ပခရက်စဲအောင်သူဥဆောင်ကူညီခဲ့တဲ့အပေါ် အထူးသီးသန့်ဂုဏ်ပြုအခမ်းအနားတစ်ခုကျင်းပပေးဖို့နဲ့အဲ့ဒီအခမ်းအနားစီတရုတ်ကိုယ်စားလှယ်တွေကိုမဖိတ်ကြားဖို့မလေးရှားကိုတောင်းဆိုထားတယ်ဆိုပြီးသိရပါတယ်ဒီတော့မလေးရှားအနေနဲ့တနည်းအားဖြင့်အာဆီယံကိုကိုစားပြုတဲ့ဥက္ကဋ္ဌအနေနဲ့လုံရမယ့်ကိစ္စကထရမ့်ကိုယ်တိုင်သူဟာဒီခရီးစဉ်မှာအပြေအဝလေးစားခံခဲ့ရတယ်ဆိုတာမျိုးခံစားသွားစေဖို့ပါဒါပေမဲ့အလွန်အကျုံမျက်နှာချိုသွေးတဲ့အဆင်မရောက်အောင်မလေးရှားကပြန်ထိန်းကြီးရပါလိမ့်မယ်အာဆီယံနဲ့အမေရိကန်ကြားကောင်းမွန်တဲ့ဆက်ဆံရေးက ကုံသွဲမှုပူပေါင်းဆောင်ရွက်မှုဒေသငြိမ်းချမ်းရေးတန်တမာရေးတွေမှာအရေးပါတဲ့အားတစ်ခုဖြစ်လာစေပါလိမ့်မယ်။ဒါပေမဲ့တစ်ဖက်မှာလည်းစိန်ခေါ်မှုတွေနဲ့မရေရာမှုတွေကတော့တွဲခေါ်နေသေးပါ။အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားကစွန့်စားရတဲ့အဲ့ဒီရွေးချယ်မှုကိုတေချာအစီအစဉ်ချပြီးဟန်ချက်ညီအောင်ကင်တွယ်ရင်းတကယ့်အရေးချင်းပြေဝတဲ့တန်တမာလှုပ်ရှားမှုတွေကဘာလဲဆိုတာကိုပြသသွားရမှာဖြစ်ပါရဲ့ရှင်။ People Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ပါ။ဒီအစီအစဉ်ကိုတော့တနေ့ကနေ့နေ့အညာ၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရဲ့ရှင်။ ကျေးဇူးတင်ပါတယ်